င်္ဂလာပါဗျ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Android Days on Landing Sequel ရဲ့ Day 23မှာကျွန်တော်တို့ Beginner တွေအမှားများကြတဲ့ Heaven ကြောင်းကိုပြောပြပါမယ် heaven ဆိုတာကပွဲနဲ့ထပ်ဆင်စင်ပဲဒါပေမဲ့ heaven ကဝဲလိုမျိုး filter တော့ခံပေးတာဟုတ်တယ် aggregation တွေလုပ်ပြီးတော့အပေါင်းနှုတ်တွေဒါမှမဟုတ် minimum maximum တွေယူပြီးတော့မှပြန်ပြီး filter လုပ်ကျင်တဲ့အခါမှာသုံးရတဲ့ filter မျိုးဖြစ်ပါတယ်ပြီးတော့ heaven ကိုသုံးမယ်ဆိုရင်အမြဲတမ်း group ပိုင်းပြီးမှသူ့ကိုရေးလို့ရပါတယ်နောက်တစ်ခုတတိယအရာမှာကကို filter လုပ်ကျင်တဲ့ aggregation လုပ်ပြီးသား column ကို heaven မှာပြန်ပြီးတော့ခေါ်သုံးခြင်းလဲဆိုရင် alias ပေးထားခဲ့ရင်တော့ alias တိုင်းသုံးလို့ရတယ် alias ပေးမထားခဲ့ရင်တော့ aggregation function တစ်ခုလုံးကို heaven ရဲ့နောက်မှာပြန်ထည့်ပေးရပါတယ်ကျွန်တော်ဒီနေရာကြီးပြောပြနေတာစာရင်းနဲ့ပဲပြင်နေတယ်ဆိုရင်တကယ်ကုန်တယ်လက်တွေ့မြင်အောင်ကြည့်လိုက်ရအောင်ဥပမာအနေနဲ့ကျွန်တော်တို့ဒီမှာ group by number ကပြခဲ့တဲ့ example အတိုင်းမြို့တစ်မြို့ချင်းစီလိုက် total revenue တွေကိုပေါင်းထားတဲ့ query လေးရှိပါတယ်ဆိုတော့ဒါလေးကို run လိုက်မယ်ဆိုရင်ဒါကတစ်မြို့ချင်းစီလိုက် total revenue တွေရလာမယ်စဉ်းစားစရာဖြစ် တ်တာကဟုတ်ကဲ့ total revenue တွေတော့ရလာပြီဒါကူမှကျွန်တော်တို့ကဒီထဲမှာတသိန်းထက်များတဲ့မြို့တွေကိုပဲပေးပါဆိုပြီးတော့တောင်းတာမျိုးရှိတတ်တယ်ကဲဒီလိုမျိုးဆိုရင်ကျွန်တော်တို့ beginner တွေနေနဲ့ဘာသွားစဉ်းစားလဲဆိုတော့တသိန်းထက်များတာဆိုရင် fitter အဲ့ဒီ fitter ကိုဝဲနဲ့ခံလို့ရမလားဆိုပြီးတော့ရေးလေရှိပါတယ်ကျွန်တော်ကိုယ်တိုင်းလေးရေးခဲ့ဖူးပါတယ်ဒီတော့ဝဲ total revenue greater than တသိန်းဆိုပြီးတော့သွားရေးလို့မရပါဘူးเนาะ error တက်ပါတယ်ဘာလို့လဲဆိုတော့ဝဲကကျွန်တော်တို့ဒီလိုမျိုး sam average minimum maximum ဒါလို aggregation တွေလောက်တာတဲ့ column ကိုတွားပြီးတော့ filter လုပ်လို့မရဘူးဒီလိုမျိုးပေါင်းနှုံးမြောက်စာလုပ်ပြီးတော့မှ filter လုပ်ခြင်းလဲဆိုရင်ခုနကပြောခဲ့တယ် having ကိုသုံးပေးရမယ်ဒီတော့ဒီနေရာမှာကျွန်တော်တို့က having ဆိုပြီးတော့ဒီမှာကျွန်တော်တို့ရဲ့ aggregation column ပေါ့နော်ဒီ column ကိုကျွန်တော်တို့နာမည်မပေးခဲ့ဘူးဒါကြောင့်မလို့ဒီ having နေရာမှာဒီ column ရဲ့ formula ကြီးတစ်ခုလုံးကိုရေးပေးပြီးတော့မှ filter လုပ်ရမှာဖြစ်တယ်ဒီမှာမှကျွန်တော်တို့ကတသိန်းထက်များတဲ့မြို့များကိုပေးပါလို့ ပြောလိုက်ရင်တော့အပြေထွက်လာမှာဖြစ်ပါတယ် event ကပွဲနဲ့တူတယ်ဒါပေမဲ့ aggregate လောက်ထားတဲ့ column တွေကိုအပြန်ပြီးတော့ filter ခံတဲ့ keyword ဖြစ်တယ်ပြီးတော့ဒီမှာဒီ sum total revenue ဆိုတဲ့ column ကို ကျွန်တော်တို့က alias ပေးခဲ့မယ်ဆိုတော့ s ဆိုပြီးတော့ cd total လို့ alias ပေးခဲ့မယ်ဆိုရင်အဲ့ဒီ alias ကိုဒီမှာပြန်ခေါ်လို့ရပါတယ် event မှာ ကျွန်တော်တို့ကဒီ sum total revenue ဆိုတဲ့ formula ကြီးတစ်ခုလုံးရေးစရာမလိုတော့ဘဲနဲ့ cd တိုတယ်ဆိုပြီးတော့ပြန်ခေါ်ပါမယ်ပြန်ခေါ်ပြီးတော့မှ CD တိုတယ်သည်တသိန်းထက်များတာကိုပဲပေးပါဆိုပြီး filter လုတ်ပေးလိုက်လို့လည်းရပါတယ်ဒီလိုပဲခုနအဖြေပဲပြန်ထွက်มาဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့ heaven နဲ့ where ကိုနည်းနည်းလေး꿰ကြမယ်တဲ့ ਨੇ ပြီးတော့ aggregation လုတ်ပြီးတော့မှ filter ခံခြင်းစိတ်ပေါက်လာတဲ့ခါကျရင် where မသုံးမဲ့ heaven သုံးရမယ်ဆိုတာကိုသိကြမယ်ထင်ပါတယ်ကျေးဇူးပါနောက် post မှာတွေ့တော့ပေါ့